ရှင်သားလေးလှပပြီးတော့ကျမ်းမာတယ်ဆိုတာကကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပိုရှိစေပါရဲ့နော်။နေတိုင်းစားနေတဲ့အစာအသောက်တွေကခန္ဓာကိုယ်အားရပြေဝစေဖို့ကူညီပေးတယ်လို့ရှင်သားအကျွတ်သားတွေတန်မာစေဖို့အတွက်လည်းကူညီပေးနိုင်ပါတယ်။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ကိုယ့်ရဲ့ရှင်သားလေးကျန်းမာရေးကောင်းမှုစေဖို့နဲ့ကြီးထွားဖွံ့ဖြိုးစေဖို့အတွက်ဘလို့အစားအစာတွေကကူညီပေးနိုင်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားနိုတီဘဲလို့လည်းနှိပ်စက်ပေးပါအောင်ရှင်။ ရှင်သားလှပကျမ်းမာစီဖို့အတွက်ပထမဆုံးစားပေးတဲ့အစားအစာကအစီပါဝင်တဲ့ငါးပဲဖြစ်ပါရဲ့အစီပါဝင်တဲ့ငါးမှာဆိုရင်ရှင်သားကိုကျန်းမာစေတဲ့ဗီတာမင် D နဲ့အိုမီဂါ3တွေအများကြီးပါဝင်နေပါရဲ့ဗီတာမင် D လုံလုံလောက်လောက်စားသုံးတာကလည်းရှင်သားကိစ္စဖြစ်နိုင်ခြေကိုလျှော့ချပေးပါရဲ့ရှင်ဒါပေမဲ့တခုတတိထားမှာကမာဂျူရီပေါမှုများတဲ့ပင်လယ်စာတွေကိုတော့ရှောင်စားသင့်ပါရဲ့နော်နောက်တစ်မျိုးကတော့ငပြောသီးပဲဖြစ်ပါရဲ့ ငါပြောတိမပါဝင်နဲ့မဂနီဆီယမ်နဲ့ပိုတက်ဆီယမ်တွေဟာဆိုရင်ကြွက်သားတွေကိုတင်းမာစေပါရဲ့နော်အဲ့ဒါအပြင်ငါပြောတိမပါတဲ့အာဟာရထက်တဲ့သတ္တုဓာတ်တွေကရင်သားကိုကြီးထွားဖွံ့ဖြိုးစေပါတယ်ဒါကြောင့်ငါပြောတိကိုလည်းစားပေးလို့ရပါတယ်ရှင် ောက်တစ်မျိုးကတော့ node node ပစ္စည်းပဲဖြစ်ပါတယ်ဒီ node ပစ္စည်းတွေမှာပါတဲ့အဆီဓာတ်အဆိုရင်ရင်သားကိုကြီးထွားစေတဲ့အပြင်ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်เนาะဒါကြောင့်ကိုယ့်ရဲ့ရင်သားလေးလှပပြီးတော့ကျန်းမာစေဖို့အတွက်ဆိုလို့ရှိရင်တော့နွားနို cheese နဲ့ဒင်းဂျင်တွေကိုစားပေးလို့ရပါတယ်ရှင်နောက်တစ်မျိုးကတော့ဟင်းသီးဟင်းရွက်ပဲဖြစ်ပါတယ် ဟင်းနုနဲ့ပန်းခေါက်ပီစိမ့်နဲ့ကော်ပီတွေမှာပါတဲ့ဓာတ်တမျိုးဟာဆိုရင်ရင်သားကျန်းမာရေးကိုကောင်းမွန်စေတဲ့အပြင်ရင်သားတွေကိုပါကြီးထွားဖွံ့ဖြိုးစေပါတယ်။အဲ့ဒါအပြင်ဓာတ်တော်ဆက်ကြီးအာနိသင်တွေနဲ့ဗီတာမင်တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ရင်သားအတွက်ကောင်းမွန်တဲ့တ िश ူတွေကိုဖြစ်စေပြီးတော့ free radical တွေကနေကာဝယ်ပေးရတဲ့အတွက်ကြောင့်မို့လို့ရင်သားကိုကြီးထွားဖွံ့ဖြိုးစေတဲ့အပြင်ရင်သားတဝိုက်အသားရည်မညင်ညာတာတွေကိုပါမဖြစ်စေတော့ပါဘူးရှင်။ နောက်ဆုံးတစ်မျိုးကတော့မြေဘဲပဲဖြစ်ပါတယ်။မြေဘဲကရှင်သားကြီးထွားစေဖို့အတွက်လိုအပ်တဲ့အစ်စထရိုဂျင်လိုမျိုးပရိုတင်းနဲ့အဆီဓာတ်တွေပါဝင်နေတဲ့အထူးကအရင်းအမြစ်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ရှင်သားလေးလှပကျန်းမာစေဖို့အတွက်ဆိုရင်မြေဘဲကိုလည်းစားပေးလို့ရပါတယ်ရှင်။ညီမအခုပြပေးခဲ့တဲ့အစားအစာတွေကိုအမျိုးသမီးတွေအနေနဲ့ကိုယ့်ရဲ့နေ့စဉ်စားသုံးမှုမှာပါဝင်အောင်စားသုံးပေးမယ်ဆိုလို့ရှိရင်တော့ရှင်သားကြီးထွားဖွံ့ဖြိုးလာစေပြီးတော့ကျန်းမာရေးလည်းကောင်းမွန်လာမှာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။